မင်္ဂလာပါရှင်11ရက်တန်ရဲ့ AP လ3ရက်နေ့ညပိုင်းသတင်းတိုင်းထွေးမှုစီစဉ်စတင်မှာတော့မယ်ဒီကနေ့မှာတင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့အင်အားပြင်းငလျင်လှုပ်ခတ်ပြီး9ရက်အတွင်းနောက်ဆက်တွဲငလျင်65ကြိမ်အထိလှုပ်ခတ်တဲ့သတင်းဂျပန်နိုင်ငံချိုင်ကာမှဆရာဝန်များသူနာပြုဆေးဖွဲ့များနဲ့အကူအညီပစ္စည်းများဆေးဝါးများရောက်ရှိတဲ့သတင်း နာဆာကဥက္ကဋ္ဌနဲ့နီပေါ်ဖောင်ဒေးရှင်းဥက္ကဋ္ဌတို့တွေ့ဆုံခဲ့ပြီးငလင်ဘေးတန်တင်ဒေသများအတွက်ကုညီကေဆယ်ရေးနဲ့အထောက်ကူပြုပစ္စည်းများပေးအပ်လှူဒါန်းတဲ့တဲ့။အချိန်ခါမဟုတ်မိုးရွာနိုင်မဲ့သတိပေးချက်မိုးစလထုတ်ပြန်တဲ့တဲ့။ထိုင်းနိုင်ငံအစိုးရရဲ့ရွှေပြောင်လူသမားများအတွက်တကြံကာလဗီဇာကင်းလို့ခွင့်ဖြင့်နေရပြန်အစီအစဉ်စတင်ပြီဖြစ်ပေမဲ့နေရပြန်သူနေပါတဲ့တရင်အဆရှိတဲ့တရင်များကိုတင်ဆက်ပေးတော့မှာပါ။ ။အိုဆောင်တဲ့တဲ့ပုတ်အနေနဲ့အင်အားပြည့်ငနေလှုပ်ခတ်ပြီး9ရက်အတွင်းနောက်ဆက်တွဲငလျင်65ကြိမ်အထိလှုပ်ခတ်တဲ့တဲ့ကိုတင်ဆက်ပေးကြပါမယ်။ AR Star Scale 9.3မှ9အင်အားပြင်းငလျင်လှုပ်ခတ်ပြီးရနောက်နောက်ဆက်ငလျင်အနေနဲ့ AP လ3ရက်အထိ9ရက်အတွင်းနောက်ဆက်တွဲငလျင်65ကြိမ်အထိလှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့်ဇလားပီရာညွှန်ကြားမှုဦးစီးဌာနမှသိရပါသည် အင်အားပြင်းကလေးကြောင့်စကန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ရွှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြည်တော်ကောင်စီနယ်မြေပဲခူးတိုင်းဒေသကြီးတို့၌ငလင်တန်သိမ်းခဲ့ရပြီးလန်တရာအစာအုပ်များ ထိခိုက်ပျက်စီးခဲ့ရကပြည်သူအချို့သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည် မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့တဲ့ Restar Scale 9.9ပြင်းအားရှိငလင်းဟာအမှုမြုံပုံ334လုံးရဲ့ပြင်းအားနဲ့တူညီနေပြီးနောက်ဆက်တွဲငလင်းငယ်များလာနေချီလှုပ်ခတ်နိုင်ကြောင်းဘူမိဗေဒပညာရှင်များပြောကြားခဲ့တယ်လို့ Business Today သတင်းမှာဖော်ပြချက်အရသိရပါတယ်။ AB 3ရဲ့နနက်၈နာရီချိန်အထိကောက်ယူရရှိတဲ့ဆင်းများအရာတနိုင်ငယ်လုံးတိုင်းသားနဲ့ငလင်တန်တင်ခဲ့ရတဲ့ဒေသများအလုံးမှာငလင်ဘေးတန်ကြောင့်တည်ဆုံခဲ့ရသူ3085ဦးတရရရှိသူ4915ဦးနဲ့ပျောက်ဆုံးနေသူ341ဦးရှိကြောင်းသိရပါတယ်။ ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဂျပန်နိုင်ငံဂျိုက်ကာမဆီယဝန်များသူနာပြုဆေးဖွဲ့များနဲ့အကူအညီပစ္စည်းများဆေးဝါးများရောက်ရှိတဲ့တဲ့င်းကိုတင်ဆက်ပေးကြပါမယ်။ဂျပန်နိုင်ငံဂျိုက်ကာမဆီယဝန်များသူနာပြုဆေးဖွဲ့များနဲ့အကူအညီပစ္စည်းများဆေးဝါးများအေပီလာ၂ရက်နေ့မှာရောက်ရှိကြောင်းသိရပါဗျ။ နိုင်ငံတော်ဆိုရအနေနဲ့အလေတန်အသည့်ဒေတာများရှိပျက်စီးဆုံးရှုံးမှုများကိုအလေမြန်စုံစမ်းစစ်ဆေးပြီးအချိန်နဲ့တပြေးညီကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့အပြင်ပြည်ပမှလူသားချင်းစာနာထောက်ထားမှုများဆိုင်ရာကူညီများကိုလက်ဖွင့်ပေးထားပြီးဖြစ်ရာဧပြီလ၂ရက်နေ့ပိုင်းမှာငလင်တန်အသည့်ပြည်သူများအတွက်ဂျပန်နိုင်ငံဂျိုက်ကာမှဆရာဝန်များသူနာပြုဆေးရုံဖွဲ့များနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများဆေးဝါးများပါဝင်တဲ့လေရင်ဟာရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်တို့ရောက်ရှိလာကြောင်းသိရပါသည်အဆိုပါအဖွဲ့နဲ့ကယ်ဆယ်ရေးထောက်ကူ ြုပစ္စည်းများတွင်စေဝါများလူသုံးကုန်ပစ္စည်းများမိုးကာတဲများစေယုံသုံးပစ္စည်းများတထောင်1229တရမ1 KG ပါဝင်ပြီးရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်သို့ရောက်ရှိချိန်မှာရန်ကုန်တိုင်းစစ်ထနာကျုံးမှဗိုလ်မှူးကြီးတန်းနိုင်ထွန်းနိုင်ငံခြားရေးဝန်ကြီးဌာနလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်အလူပစ္စည်းများလွှဲပြောင်းလက်ခံရေးကိုယ်ကဲမှုအဖွဲ့လေဆိပ်တို့မှလွှဲပြောင်းရယူပြီးငလျင်တန်းတင်ဒေသများသို့စောလင်စွာတောက်ရောက်နိုင်ရေးလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းဆောင်ပေးခဲ့ကြောင်းသိရပါသည်။အဆိုပါဂျပန်နိုင်ငံသဘောဝဘီရဲ့နေရေးကူညီကယ်ဆယ်ရေးဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့မှဇိုက်ကာဝန်ထမ်းနှင့်ဆေးဘက်ဆိုင်ရာပညာရှင်များပါဝင်အဖွဲ့ဝင်၃၂ နှစ်ဦးပါဝင်တဲ့အစိုးရဖွဲ့ဟာမြေပြင်ခြေနေရလိုအပ်တဲ့ဈေးဘက်ဆိုင်ရာလှုပ်ရှားမှုများကိုဆောင်ရွက်မှာဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာဂျပန်တိုင်ယုံကထုတ်ပြန်ပါသည်။ ဆလဘီနောက်ဆောက်ကဥက္ကဋ္ဌနဲ့ Nippon Foundation ဥက္ကဋ္ဌတို့တွေ့ဆုံခဲ့ပြီးငလင်ဘေးတန်တဲ့ဒေသများအတွက်ကုညီကေဇေရေးနဲ့အထောက်အကူပြုပစ္စည်းများပေးရလွှမ်းတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ပိုချုပ်မူကြီးမေအောင်လိုင်နဲ့မြန်မာနိုင်ငံအမျိုးသားပြည်နယ်တင်းမြဲရေးဆိုင်ရာဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ်နဲ့ Nippon Foundation ဥက္ကဋ္ဌရိုဟီဆဆာဝါကာတို့တွေ့ဆုံခဲ့ပြီးငလင်ပေးတန်တဲ့ဒေသများအတွက်ကုညီကေဆယ်ရေးနဲ့အထောက်အကူပြုပစ္စည်းများပေးရလှူဒါန်းခဲ့ကြောင်းသိ ရပါတယ် အေပီနေရဲ့မွန်လင်းပိုင်းမှာနေပြီးတော့ရှိတက်မတော်အေးအေးတာမှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမြောက်လိုက်နဲ့မြန်မာနိုင်ငံမျိုးသားပြည်လဲတည်မြဲရေးဆိုင်ရာဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ်နဲ့ဒီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌတို့တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်းသိရပါတယ်။တွေ့ဆုံရမှာမြန်မာနိုင်ငံမျိုးသားပြည်လဲတည်မြဲရေးဆိုင်ရာဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ်နဲ့ဒီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌကမြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ငလျင်တဘဘဘီရဲ့နေရီကူညီကိစ္စရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက်ကူညီကိစ္စရေးလုပ်ငန်းအုပ်ထုပ်60လုံးနဲ့လက်အိတ်တဖာ ို့ကိုပေးအပ်လှူဒန်းရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကလက်ခံရယူခဲ့ကြောင်းသိရပါတယ်။အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့မြန်မာနိုင်ငံမျိုးသားပြည်လဲတည်မြဲရေးဆိုင်ရာဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ်နဲ့ Nepal Foundation ဥက္ကဋ္ဌတို့ဟာမြန်မာနိုင်ငံမှာဖြစ်ပေါ်ကြုံတွေ့ခဲ့ရတဲ့ငလင်တဘာဝဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရမှုအခြေအနေများနိုင်ငံတကာမှကုညီကေစရေးအဖွဲ့များစစ်လွတ်ပေးခဲ့မှုနဲ့ကုညီကေစရေးအထောက်အပံ့ပစ္စည်းများပေးပို့ပေးခဲ့တဲ့အခြေအနေများ နိုင်ငံတကာမှလာရောက်ကူညီကြတဲ့ကူညီကယ်ဆယ်ရေးဖွဲ့များအနေနဲ့မြန်မာနိုင်ငံမှကူညီကယ်ဆယ်ရေးဖွဲ့များစေတနာဝန်ထမ်းများနဲ့အတူကူညီကယ်ဆယ်မှုများကိုအင်တိုင်းအားတိုင်းစာဝန်လျက်ရှိမှုအခြေအနေများအားဆွေးနွေးကြကြောင်းသိရပါသည်။ ဒါအပြင်မြန်မာနိုင်ငံမျိုးသားပြည်လည်တည်မြဲရေးဆိုင်ရာဂျပန်အစိုးရ၏အထူးကိုယ်စားလှယ်နှင့်ဒီပေါ်ဖောင်ဒေးရှင်းဥက္ကဋ္ဌအနေနဲ့မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ငလေတဘာဝဘေးအနေနဲ့ကုညီကေစေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက်ကုညီကေစေးပစ္စည်းများကိုကိုယ်တိုင်ကိုယ်ကျလာရောက်ပေးအပ်လှူဒန်းခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိတဲ့အခြေအနေများဒီပေါ်ဖောင်ဒေးရှင်းအနေနဲ့အမေရိကန်ဒေါ်လာ3သန်းနဲ့ညီမျှတဲ့စာနယ်ဇင်းကားများပါဝင်အခြားလိုအပ်တဲ့ထောက်ပံ့ပစ္စည်းများအားငလေတန်ခန်းစားနေရတဲ့ပြည်သူများထံလှူဒန်းသွားမှာဖြစ်တဲ့အခြေအနေများနဲ့ င်ပတ်သက်ပြီးလဲဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အချိန်ကမဟုတ်မိုးရနိုင်မဲ့သတိပေးချက်မိုးစလာထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။အချိန်ကမဟုတ်မိုးရနိုင်မဲ့သတိပေးချက်မိုးစလာကသတင်းထုတ်ပြန်ထားပါရစေ။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ လေရင်ွေးများနဲ့တရုတ်ပြည်မကြီးပေါ်ရှိလေပြည်အားကြီးရဲဝန်ဒေသမှရွေလျားလာတဲ့လေအေးများတွေ့ဆုံမှုကြောင့်လကောက်အရှိဘက်မှရွေလျားလာတဲ့လေပွေလှိုင်းများရဲ့အရှိန်ကြောင့်လကောက် AP 2ရဲ့ညနေမှ AP 9ရဲ့အတွင် ဒီကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင် နေရာကျကျဲမှနေရာဆိတ်ဆိတ်မိုးရွာနိုင်ပြီး AP 6ရက်မှ AP 7ရက်အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကယားပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရမ်းပြည်နယ်တို့မှာနေရာကွက်ကြားမှနေရာကျကျဲတနင်္သာရိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆိတ်ဆိတ်မိုးထစ်ချုံရွာနိုင်ပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့အချိန်အခါမဟုတ်မိုးရွာခြင်းတဲ့တူလေပြင်းများတိုက်ခ က်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နေတာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်မိုးလေဝသနဲ့ဇလားပြေတာညွှန်ကြားမှုဦးစီးဌာနမှအတိပေးချက်ထုတ်ပြန်ထားပါသည်။နောက်ဆုံးတဲ့တပုတ်နေနေထိုင်းနိုင်ငံအစိုးရရဲ့ရွှေပြောင်းလူသမားများအတွက်တကြံကာလဗီဇာကင်းလုပ်ခွင့်ဖြင့်နေရပြန်အစီအစဉ်ဆက်တင်ပြီဖြစ်ပေမဲ့နေရပြန်သူနေပါတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ကိုင်နေကြတဲ့မြန်မာ၊လာအို၊ VN နဲ့ကမ္ဘောဒီးယားနိုင်ငံတို့ကအလုပ်သမားတွေဒကြန်ကာလတစ်လခွဲကြာအခမဲ့ဗီဇာကင်းလွတ်ခွင့်နဲ့နေရပြန်စီစဉ်စတင်ပြီဖြစ်ပေမဲ့လည်းနေရပြန်သူအလွန်နေပါနေလို့သိရပါဗျ။ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ကိုင်ကြတဲ့ရွှေပြောင်းလှုပ်သားတွေအတွက်ထိုင်းဆိုရက 2012ခုနှစ်ကစပြီးနှစ်စဉ် free visa နဲ့ရွှေ့ပြောင်းလုပ်သားတွေကိုနေရပြန်စေခဲ့တာဟာအခု2025ခုနှစ်အထိ73နှစ်တိုင်းခဲ့ပြီဖြစ်ပြီးအခုနှစ်မှာနေရပြန်သူမြန်မာလုပ်သားအလွန်နှေးပါကြောင်းမြန်မာပြည်သားများအရေးပူရဲလှူရှာမှုကော်မတီ JACB ဥက္ကဋ္ဌဦးမိုးကျော်ကပြောပါရယ်ထိုင်းနိုင်ငံမှာမိခင်ထိုင်းနိုင်ငံသားတွေမလုပ်ချင်တဲ့အလုပ်ကျန်းအလုပ်တွေကိုပြင်ပမှန်မှန်လုပ်ကင်ပေးပြီးထိုင်းစီးပွားရေးကိုကြီးမားကျယ်ပြန့်စွာအကျိုးပြုတဲ့အတွက် နှစ်သက်ကိုလက်ဆောင်ပြန်ပေးတဲ့သဘောပါပဲထိုင်းကအထွက်ပြမိခင်မြန်မာဘက်ကိုအဝင်ပေါ့မိခင်နိုင်ငံမှာဘလို့အခက်အခဲအကျက်တဲတွေနဲ့ရင်ဆိုင်ရမှာနဲ့ထိုင်းစီပြန်ဝင်ခွင့်ရမရကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်အရင်ကဆိုအခုလိုရက်တွေမှာနေရက်ပြန်သူအလွန်များနေပြီဒီနှစ်တော့ပြန်သူမရှိသလောက်ပဲလို့ဦးမိုးကျိုးကပြောပါတယ်11ရက်တည်းရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးကြတာပါကြီးစုနားဆင်ပေးကြတဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညချမ်းချင်းခါလေးဖြစ်ကြပါစေရှင်